အားလုံးပဲမင်္ဂလာပါရှင်။စာဖတ်ခန်းကလေးရနေကြိုဆိုပါရရှင်။ကျမစာဖတ်သူနှင်းဝေပါ။ဒီနေ့ဖတ်ပြမှာကလေးရတော့ဒေါက်တာဖြိုးတီဟာရဲ့မမေမလျော့ဆိုတဲ့စာအုပ်ကလေးကလေးကဗုဒ္ဓဘာတွေဆုံးမခဲ့တယ်လဲဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခြင်းပါတယ်။ကံကံဤအကျိုးကိုတဝင်ယုံကြည်ခြင်းကိုယ်လုံးတမျှအကောင်းဆိုးကို ကိုပဲတာဝန်ယူတာဝန်ခံရမယ် ကောင်းတာလုပ်ပြီးရင်လည်းလူတိအောင်လိုက်ကြွားနေစရာမလိုသလိုမကောင်းတာလုပ်ပြီးရင်လည်းရှောင်လွှဲလို့မရဘူးဒါတွေအကုန်လုံးကတနေ့ ကိုစီပြန်ရောက်လာမှာပဲဒီအတွက်သူများတွေမဟုတ်တာလုပ်ပြီးကြီးပွားနေတိုင်းလဲကိုလိုက်မလုပ်တော့ဘူးတီတီငင်ငင်နဲ့ကိုလန်ကိုလျှောက်လာနိုင်လိမ့်မယ်ဒါကြောင့်ကန်ကန်ဤအကျိုးကိုယုံကြည်တယ်ဆိုတာကိုကိုကိုတာဝန်ယူခြင်းလဲဖြစ်ပါတယ် အကြောင်းကျိုးဆက်ဆက်မှုကို လက်ခံခြင်းဗုဒ္ဓကအကြောင်းမဲ့ဖြစ်နေတာဘာမှမရှိဘူးလို့ဆိုတယ်အာလုံဟာအကြောင်းနဲ့အကျိုးဆက်ဆက်ဖြစ်ပေါ်နေတယ်ဆိုတော့ဒီအကျိုးတရားကိုလိုချင်ရင်ဒီအကြောင်းတရားကိုဖြည့်ဆည်ဖို့လိုလိမ့်မယ်ဥပမာကွန်ပျူတာတက်ချင်ရင်ကွန်ပျူတာတင်ဖို့ပိုက်ဆံချမ်းနာခြင်းယင်ပတ်ဆံချမ်းနာစီမဲ့အကြောင်းတရားတွေကိုလုပ်ဖို့ စိတ်ညင်ညူးစေမယ့်အရာတွေကိုလုပ်နေပြီးစိတ်ချမ်းသာကျင်လိုက်တာအော်နေလို့တော့မရဘူးပေါ့ဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်လေဂုံတော်ပတိစိတ်နေုံနဲ့ဘယ်ရမလဲအကြောင်းရာအကြောင်းအကြောင်းတရားတွေကို ဖြည့်စီရမှာပေါ့အဲ့ဒီလိုမဟုတ်ပဲဗေဒင်မင်းမယ်ရရချိန်မယ်အဆောင်ရောင်တွင်နှက်တွေကိုအားကိုးနေမယ်ဆိုရင်တော့ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ပြောလို့မရနိုင်သေးပါဘူး စူးစမ်းအားထုတ်မှုဗုဒ္ဓဟာစူးစမ်းအားထုတ်ခြင်းကိုအထူးအလေးထားပါတယ်မက်ကင်ရှစ်ပါမှလည်းမှန်သောအားထုတ်မှု right effort ဆိုတာကိုထည့်ထားတယ်ကိုကိုကိုတာဝန်ယူပြီးအကြောင်းအကျိုးဆက်ဆက်မှုကိုလက်ခံထားတဲ့သူဟာမစူးစမ်းလို့ကို မရဘူးဘဝမှာပြည့်စုံဖို့ဆိုရင်လည်းစူးစမ်းရတယ်ကျမ်းမာဖို့လည်းစူးစမ်းရတယ်ကုသိုလ်ပြုဖို့ဆိုရင်လည်းစူးစမ်းရတယ် တရားထိုင်မယ်ဆိုရင်လဲထိုင်နည်းတွေလေ့လာရတယ်။ကိုယ်တိုင်ထိုင်ကြည့်ရတယ်။အစင်မပြေရင်အတွေ့အကြုံရှိသူကိုမေးမြန်းရတယ်။အဲတော့မှတဖြည်းဖြည်းအစင်ပြေလာတာဖြစ်ပါတယ်။စဉ်းစားဆင်ခြင်မှုဗုဒ္ဓဘာသာမှာအရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်လို့ဗုဒ္ဓဘာသာဝင်တွေမှာအားအနည်းဆုံးကလည်းအဲ့ဒါပဲ။ပညာရေးစနစ်နဲ့လည်းဆိုင်တာပေါ့။ အုံနောက်တွေကိုစဉ်းစားဖို့ထက်မှတ်သားဖို့လိုက်နာဖို့နာယူဖို့ကိုပဲလေ့ကျင့်ပေးလိုက်တဲ့အခါဗုဒ္ဓဖြစ်စေခြင်းနာနဲ့တခြားစီ ဖြစ်လာတယ်။ဗုဒ္ဓအစုံမတွေထဲမှာကာလာမတုံးဆိုတာထင်ရှားသလောက်အမတန်လဲလေးစားစရာကောင်းတယ်။ဘသူပြောလို့မှမဟုတ်ပဲကိုယ်တိုင်အသိနဲ့သာ လက်ခံပါဆိုပြီးဟောခဲ့တာ။ဘာကိုမဆိုဝေဖန်ပါစမ်းစစ်ပါစဉ်းစားပါ ဖះအဆုံးမတွေကိုတောင်မှဘာကြောင့်ဒီလို ဆုံးမခဲ့တာလဲတားမြစ်ခဲ့တာလဲတိုက်တွန်းခဲ့တာလဲဆိုတဲ့ရည်ရွယ်ချက်ကိုနားလည်ရင်လိုက်နာဆောင်ဆောင်ထင်ရတာပိုးပြီးအတိတ်ပဲပိုရှိပါတယ်ကိုချင်းစာတရားလူပောင်အဖွဲစီတစ်ခုတာယာဖို့ဆိုတာကိုကျင်းစာတရားရှိတဲ့လူတွေလိုအပ်တယ် ဗုဒ္ဓဘာသာဝင်နေနေ့စဉ်စောင့်ထိန်ကြရတဲ့၅ပါးသီလဆိုတာတကယ်တော့ကိုချင်းစာတရားအခြေခံပါပဲကိုကြောင့်သူတပားမထိခိုက်အောင်စောင့်ထိန်နေထိုင်ဖို့နေထိုင်တာဖြစ်လို့မဟာဒါနလို့လည်းဆုံးမခဲ့တယ်ဒီတော့ကုသိုလ်ရဖို့ဆိုတာမျိုးလောက်ပဲမဟုတ်ပဲကိုချင်းစာတရားကိုကိုစိတ်ထဲမှာမွေးမြူနိုင်ဖို့လိုတယ်ဥပမာ ဆေးလိမ်မတောက်တတ်တဲ့သူရှိမှဆေးလိမ်မတောက်ရဘူးဆိုတာ၅ပါးတီလာတဲ့မပါပါဘူးသို့တော့ကိုချင်းစာတရားဆိုတဲ့ရှူထောင်းကနေစဉ်းစားကြည့်လှုပ်တဲ့မလှုပ်တဲ့ကွဲကွဲပြားပြားဖြစ်သွားပါလိမ့်မယ်မေတ္တာကရုဏာထားဖို့ဒါလေဗုဒ္ဓအစုံအမတွေမှာ မကြခဏကြာရတဲ့အချက်ဖြစ်တယ်မေတ္တာဆိုတာမိတ်ဆွေတယောက်ရဲ့စိတ်ထားမျိုးကိုဆိုလိုတာ ကောင်းစေခြင်းနဲ့အစဉ်ပြေစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့အဲ့လိုစိတ်ကလေးထားပြီးဘသူ့ကိုမဆိုးကူညီတဲ့နှုတ်အားဖြင့်ဖေးမာတယ်အားပေးတယ်ဂယုဏဆိုတာကတော့တဏှာကျင်နာမှုပေါ့ဆင်းရဲဒုက္ခရောက်နေသူတွေကိုစောင့်ရှောက်တယ်မျှဝေတယ်ဒါတွေဟာကိုချင်းစာတရားလိုပဲตายရတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်လာဖို့လိုအပ်တဲ့စိတ်နေစိတ်ထားတွေဖြစ်တယ် စိတ်ပဟုပြုတင် जा မှုဗုဒ္ဓအဆုံးအမတွေကို mind central teaching လို့ဆိုကြတယ်စိတ်ကို အသေးစိတ်အကြဆုံးဟောကြားခဲ့တာဖြစ်ပါတယ်တတ္တဝါတွေမှာကိုယ်နဲ့စိတ်ယုံနဲ့နန်းဆိုပြီးရှိတယ်အဲ့ဒီစိတ်ဆိုတာကိုမှ၄ခုထက်ခွဲလိုက်သေးတယ်ယုံနဲ့ပေါင်းလိုက်တော့၅ခုဒါကို ခန္ဓာ၅ပါးလို့ခေါ်တယ် တနည်းအားဖြင့်စိတ်ကိုခွဲခြမ်းစိတ်ပြလိုက်တာပဲမေတ္တာတုံမှာဆိုမေတ္တာထားနိုင်သူတယောက်ဖြစ်ဖို့မှာဘလို့အချက်တွေလိုအပ်တယ်လဲအတီးစိတ်ဟောထားတယ်စိတ်အညစ်အကြေးတွေဆိုရင်လဲစိတ်ပုတ်စိတ်ရုပ်ကိုမှခေါ်တာမဟုတ်ဘူးအတိတ်ရောက်လိုက်အနာဂတ်ရောက်လိုက်နဲ့ပြန့်လွင့်နေတာကိုလဲစိတ်ကိုညှဉ်းနှွမ်းစေတဲ့အညစ်အကြေးပဲတဲ့မနာလိုတဲ့စိတ်ကလဲအညစ်အကြေးပဲ အရှက်အကြောင်းမရှိတာကလည်းစိတ်အညစ်ကြေးပဲတဲ့တရားထိုင်တာဝိပဿနာအထုတ်တာတွေကလည်းတကယ်တော့ကိုယ်စိတ်ကိုလေးလာနေခြင်းပိုင်းခြားရှုမြင်ခြင်းကုသနေခြင်းပါပဲဒါကြောင့်စိတ်နဲ့ပတ်သက်လို့အထုံမှုလေးခြင်းမှုတစုံတရာရှိနေမှသာဗုဒ္ဓဘာသာဖြစ်ရကြုံနဲ့တယ်လို့ဆိုလို့ဆိုနိုင်ပါတယ် အဆွေးအလန်းများကိုဖျက်တောက်ဖို့ဗုဒ္ဓဝါဒကတဏှာကိုယုံနေတဘဝပြီးတဘဝဖြစ်နေရတယ်လို့ဆိုတယ်ဘဝဖြစ်ခြင်းဟာဆင်းရဲဒုက္ခဆင်းရဲပဲဘာလို့ဒုက္ခဖြစ်တာလဲဆိုတော့မတည်မြဲလို့ကိုမပိုင်လို့အစိုးမရလို့ဒီတော့နှစ်သက်စရာမကောင်းဘူးလို့ဆိုတယ်ဗုဒ္ဓဘာသာမှာနိဗ္ဗာန်ဆိုတာဘုံတစ်ခုမဟုတ်ဘူးဘဝအတိတ် ထက်မှတ်ဖြစ်တော်ခြင်းပဲတဏှာမလဲတော့တာပေါ့အဲ့လိုလွမြောက်ဖို့ဆိုတာတဏှာဆိုတဲ့အစွဲလန်းကိုဖြတ်တောက်ဖို့လိုလိမ့်မယ်ဗုဒ္ဓရဲ့အရေးကြီးတဲ့တင် जा မှုတွေဖြစ်တဲ့တစ္ဆာလေးပါတို့ပရိစ္ဆာသမုပ္ပါတို့ဆိုတာကိုလည်းဆိုတာကလည်းဒါကိုပဲအကျဉ်းကျယ်ဟောထားတာပဲနောက်ဆုံးအဲ့လိုနိဗ္ဗာန်ကိုမလိုချင်ပါဘူးသူမဟုတ် တဏ္ဍာဆိုတာကိုမယုံပါဘူးဆိုရင်တော့ယခုလက်ရှိဘဝမှာပဲစဉ်းစားကြည့် စိတ်အေးချမ်းမှုနဲ့စိတ်ဆွဲလန်းမှုဟာ ပြောင်းပြန်ချိုးကြတယ်စိတ်ဆွဲလန်းမှုများလေလေစိတ်မအေးချမ်းရလေပဲငွေတသိန်းခိုးခံရလို့ဘာမှမဖြစ်ဘူးကိုပိုင်နဲ့ငွေတသိန်းခိုးခံရတယ်ဆိုမှလူကပူလောင်တာလေတက်ရှိတတဝါတွေကိုဆွဲလန်းမယ် ြစ်စည်းဥစ္စာကိုဆွဲလန်းမယ်ငွေကိုဆွဲလန်းမယ်ယာတူးဂုံတရက်ကိုဆွဲလန်းမယ်ဘာကိုပဲဆွဲလန်းဆွဲလန်းတေချာတာကပူပန်ရမှာပဲဒါကြောင့်စိတ်အေးချမ်းခြင်းရင်စိတ်အေးချမ်းခြင်းတဲ့သူဟာဆွဲလန်းမှုကိုလျှော့ချဖို့လိုအပ်တယ်အစွန်းမရောက်ခြင်းမစ္စည်းမပฏิပဒါဆိုတာဘာလာလာကြားချဖို့မဟုတ်ဘူး အစွန်းမရောက်တာကိုဆိုလိုတာပါမလိုအပ်တဲ့ဒုက္ခဆင်းရဲတွေခံနေရတာလဲအစွန်းတစ်ဖက်ကာမဂုဏ်စီးစိမ်တွေခံစားပြီးရင်မူးနေတာလဲအစွန်းတစ်ဖက်ဒီနှစ်ခုလုံးကိုရှောင်ရှားပြီးအစွန်းလွတ်အောင်နေတာပါတိချာစဉ်းစားကြည့်ရင်ဘဝရဲ့အစိတ်အပိုင်းအားလုံးလဲအတုံးတဲပါတယ်ဥပမာ အောင်မြင်လို့စိတ်မရှိရင် လူကဘာမှဖြစ်ထုံးမှာမဟုတ်ဘူး အောင်မြင်လို့စိတ်လွန်ကဲသွားပြန်ရင်လည်းမဟုတ်တဲ့နည်းတွေနဲ့ကြိုးစားမိတတ်တယ်။ balance diet balance life work life balance စသဖြင့်ပြောနေကြတာတွေအကုန်လုံးလဲဒီတဘောပါပဲ။ဒီကိုချက်ကတော့ဗုဒ္ဓဟောကြားချက်တွေထဲမှာမကြာခဏကြားရလေးရှိတဲ့အချက်တွေဖြစ်ပါတယ်။ဗုဒ္ဓအထူးပြုပြီးဆုံးမခဲ့တာတွေပေါ့။တခြားလဲကြံကောင်းကြံနိုင်ပါတယ်။ ဒီအချက်တွေကို ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကျင့်သုံးနေထိုင်မှတာဗုဒ္ဓဘာသာဝင်စစ်စစ်လို့မှတ်ယူနိုင်ပါလိမ့်မယ်။အခုဖတ်ပြခဲ့တာလေးကတော့မမီမလျောဆိုတဲ့ဒေါက်တာဖြိုးတီဟာရေးသားခဲ့တဲ့စာအုပ်ထဲကဗုဒ္ဓဘာရီဆုံးမခဲ့တယ်လဲဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။စာပတ်ခံလေးကိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက် စာပိုက်တွေစောက်ဖက်ပြမဲ့စာအုပ်လေးတွေမှာပြန်လည်တွေ့ဆုံကြမယ်เนาะ